ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူကြီးအခုမေခွန်းရှင်ကဥထွေးအောင်ပါဟုတ်ပြီဥထွေးအောင်အတွက်ပေါ့နော်အသက်60ရှမ်းပြည်တောင်ပိုင်းရွှေညောင်အတွက်မေးသူကဒေါ်အောင်ပါတဲ့အမျိုးသမီးသူ့အမျိုးသမီးဟုတ်ကဲ့ပါဆရာကြီးဆရာကြီးရှင်တဲ့လွန်ခဲ့တဲ့နှစ်နှစ်ကတဲ့အိမ်ထဲခြံအသိခံရပြီတဲ့စိတ်တွေကြောင်ခြောက်ခြားဖြစ်ပြီးတယောက်တည်းစကားပြောပါတယ်တဲ့ဒီဥထွေးအောင်ပါပေါ့နော်ဘာဖြစ်လို့တိန်တာလဲ အဲ့ဒါတော့မပေါ့အကြောင်းကြောင့်ပေါ့ဟုတ်ကဲ့ဆရာကြီးတရဇက်ပြောပါတယ်တဲ့ရေချိုးတာလည်းမမှတ်မိပါဘူးတဲ့ဟုတ်ပြီခမင်းစားပြီးလည်းမမှတ်မိပါဘူးတဲ့ဟုတ်ပြီဒါပေမဲ့တဲ့လွန်ခဲ့တဲ့အနှစ်20ကကိစ္စကိုတော့မှတ်မိပါတယ်တဲ့ဟုတ်ပြီရခင်ကတဲ့စရေးဝင်တန်းပါတဲ့ဟုတ်ပြီဗျာပျောက်ကင်းအောင်တဲ့ဘလို့ကုသရမလဲလမ်းညွန်ပေးပါရှင်စိတ်ထိခိုက်သွားတာပဲတကယ်တော့ဟုတ်ကဲ့ဆရာကြီးစိတ်ထိခိုက်သွားတာပဲစိတ်ထိခိုက်သွားတဲ့အခါကျတော့ကောင်းတာပေါ့နော်စိတ်တည်ကြည်မဲ့နေကြည်နီး ရှားမယ်ကိုယ့်မှာကိုယ်ရှိပြည့်เนาะဖရာရှင်ကိုတရားထုတ်တာမျိုးသို့မဟုတ်ရိတ်တာတွေပြောတယ်လေဟုတ်ကဲ့ဆရာရိတ်တာတစ်ခုမှသွားပြီးတော့ရိတ်တာဆရာတော်ရှင်ချင်းကပ်เนาะချင်းကပ်ပြီးတော့စိတ်ငြိမ်အောင်စိတ်တည်ငြိမ်အောင်စိတ်ကိုဘလို့ထဲရမယ်ဆိုတော့နီလန်းယူဟုတ်ကဲ့ဆရာအဲ့လိုယူလိုက်လို့ရှိရင်ဒါလွယ်လွယ်လေးစိတ်ငြိမ်သွားသည်နဲ့မျှစိတ်ငြိမ်သွားသည်နဲ့မျှအားလုံးကငြိမ်လာမယ်ဟုတ်ကဲ့ပါဆရာအဲ့လိုမျိုးမြန်မြန်လုပ်လိုက်ပါလို့ဟုတ်ကဲ့ပါဆရာ ရာကြီး तू อ่ะလေမမှတ်မိဘူးဆိုတာတမီးရဲ့ဟိုဟာလားအဲ့ဒါတော့အခါတက်နေလို့ပဲဟုတ်ကဲ့စီးပညာရဆိုတော့မမှတ်မိဘူးဆိုတာကမှတ်မိတယ်မမှတ်မိဘူးဆိုတာဝါရော့တက်ပဲဟုတ်ကဲ့ဆရာကြီးဝါရော့တက်ကမြန်မာတိုင်းရင်းစီးပညာရဆိုအခါတက်ပဲဟုတ်ကဲ့ဆရာကြီးအဲ့ဒီအခါတက်သိနေနေလို့ဟုတ်ကဲ့ပါဆရာကြီးနော်ပဇက်ကလည်းအခါစားပြရမယ်။ပဇက်ကအခါစားပြီးသလိုနှာခေါင်းလည်းအခါနဲ့လေးရှူပြရမယ်။ဟုတ်ကဲ့ပါဆရာကြီး။နှာခေါင်းအခါနဲ့ရှူသလို မျက်စိကအခါမှန်သမျှရဲ့ဓာတ်ကျဲအရောင်ကအဝါကြီးအဝါကြီးဟုတ်ကဲ့ပါဆရာအဲ့ဒီအဝါကိုသုံးဆရာမယ်ဟုတ်ကဲ့ပါဝိတဲ့ဝေစာခေါင်းစုတ်ရှင်အောင်အိမ်မှာတတ်ထားတဲ့လိုက်ကအဲ့လိုမျိုးလေးတွေကိုအကုန်လုံးအဝါသုံးဖို့အပြာဟုတ်ကဲ့ပါဆရာတကူအဝါနဲ့အပြာဟုတ်ကဲ့ပါဆရာအဲ့ဒါကိုသုံးဆဲပြီးလို့ရှိရင်အဲ့ဒါကြီးကြည့်နေရတာနဲ့ကိုသူဆဲတဲ့မှာချမ်းသာမယ် ဟုတ်ကဲ့ပါဆရာအများကြီးတက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီစာဝါနာခင်ပြရှင်းကြပါစီဗျာ